တနေ့တာကိုငါဘယ်လိုကုံခဲ့သလဲငါကုံတာဟာအရှုံးနဲ့လားအမျက်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမျက်လို့ခေါ်လဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအုံပြုဖြစ်လိုက်တာအကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ရင်ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုံးလို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကြတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူး ရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပန်းလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမျိုးကိုဝိတာခာเจ้าအမကြီးကခေါ်တဲ့အဟောင်းစာနေတာလို့ခေါ်တယ်အဟောင်းစာနေအစ်စ်မလို့ဘူးအဟောင်းစာတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစာနေတဲ့ပုံကမကြခင်အဟောင်းကကုံသွားကုံသွားလို့ရှိရင်အစ်စ်နဲ့အစာမထိုးနိုင်တဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ်ပေါ့ ဒါကြောင့်မို့ကိုးပွားကိုအကုသူတွေက များနေသလားသို့မဟုတ်ကုသူတွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသူတွေက များပြီဆိုရင်ဒီဘဝရှုံးပြီတာမှတ်ပြီကုသူတွေက များပြီဆိုမှ အမျက်ထွက်လိမ့်မယ်အေးကုသူတစ်ပိုင်းအကုသူတစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင် ကုသူကြောင့်ရတဲ့ဘဝမှာအကုသူပါနေတယ်ဆိုလို့ရှိရင်လည်း အမျက်မရှိပဲနဲ့လုံလုံနေရတယ်လို့အထိပဲရောက်ပြန်တယ်။ဒါကြောင့်မို့ကုသမြတ်များရားမှဘဝဟာအမျက်ထွက်နိုင်တယ်ပေါ့။မြတ်စွာဘုရားကဒါကိုတွက်ခိုင်းတယ်